်မင်္ဂလာပါရှင်နူးနယ်သိမ့်ချန်နယ်ကနေဆ ्याम ကြီးဆန်းဆန်းနဲ့တာယာဝရီရဲ့ကိုကိုကံရစာဆိုတဲ့စာအုပ်ကို အပိုင်းခွဲပြီးတော့ဖတ်ပြနေတာဒီနေ့ဆိုရင်အပိုင်းလေးကိုရောက်လာပြီဖြစ်ပါတယ်ရှင် အပိုင်း၃မှာတော့ဆွစုထားကကလေးမွေးဖို့အတွက်ဆေးရုံကိုရောက်နေပြီဖြစ်ပါတယ်အပိုင်းလေးကိုဆက်လက်နာစဉ်ကစားပေးပါဦးရှင် ချီနှုတ်လိုက်ဒီမှာပြောလို့ဆရာပဲမရှိအင်္ဂါဆုံးနဲ့မဟုတ်လားယင်မင်းနေကြမိကုန်းကိုတတော်တော်ပါမင်းရင်ရင်ထဲမှာ လိုက်ကုန်နေလေသည်အင်္ဂါဆုံးနဲ့ရုတ်ချော်တယ်လင်ကောင်းကောင်းရမယ်ခုတော့နင့်သမီးတိတ်တန့်ကြတာပဲနာနာရရမယ်နှာခေါင်းစည်းအဝတ်အောက်မှခက်အုပ်အုပ်ထွက်လာတော့စတက်ဖီကရင်နံဝဲဝဲကလေးကိုစွတ်စွတ်ထားတက်တက်ကွဲကွဲကြားလိုက်ခါရင်ထဲမှာအေးသွားလေသည်ပြင်းထန်ဆူးရှာသောဝေဒနာချုပ်ငြိမ်စကာလာမို့ နာနာနဲ့အိပ်ဖြစ်လိုက်ခြင်းဤမျက်စိစုံမိထားပြီးမှအိပ်ဖို့အတော်ကြိုးစားနေရသည့်မိမိအဖြစ်ကိုသတိထားမိသည်ဆွဆုထားယောက်ျားနာမည်ဥကိုကိုရှင်မစီပါခဲ့သလားရှင်ဆွဆုထားနားမလဲစတက်ဖလက်မှတမိငယ်ကိုရေချိုးပေးရန်လက်ပြောင်ယူသွားသည့်မိန်းကလေးပါပဲခရမ်းပြဝတ်မို့ဒီစေးုံမှာအလုတမားဖြစ်မိဟုအတက်တည်သည် သူဗာမေးတီကိုဆွဆုထားနားမရှင်းစီပါသလားတဲ့မဟုတ်နိုင်စီတော့မဟုတ်နိုင်ဒီစေးုံမှာမိဖွားလာသည်မြစီနဲ့ဘာမှမပတ်သက်စဘူးစီပါခဲ့သလားလို့ဆိုရှင်စီစီလားဟုတ်လားမင်းကလေးကစိတ်ရှည်တော့ဟန်မတူဟုတ်တယ်ရှင်စီပါသလားမင်းနေတာရှင်ကလေးတန့်ရှင်းလို့ပြောစီလို့တယ်မပတ်လာခဲ့ဘူးလားဟင်တိမမသိပဲရှင်ဘယ်ပါမလဲ စုစုသားကအားငယ်မောလျာစွာဂရုံကရင်ကြီးဖြေလိုက်လေသည်ဒီစေးုံမှာဘိုက်အပ်ပြီးနှစ်ပတ်တကြိမ်လာရင်လာတော့တစ်ပတ်တကြိမ်မမှန်ကြီးလာရောက်အစမ်းသက်ခန်းနေပါလျက်မိမိကိုဘသူကမှလည်းပြောမပြစဘူးဘိုက်နာလျင် စီပါယူလာခဲ့ရမည်ဟုမိတိတာဝန်ရှိ ပုဂ္ဂိုလ်ကမှလည်းမမကြစဘူးခုတော့ခက်ကပြီဒါဖြင့်စီဖို့ငါချက်ပြီးစီဝယ်ရမယ်ယောပုံလို့ခက်ကပြီး အရေးပေါ်သုံးရင်စောင်းထားသည့်ငွေ30တဲမှတက္ကစီကားက၈ချက်ပေးလိုက်ရရာဘယ်မှာ၅ချက်ကျန်တော့မည်နီ၅ချက်၅ချက်လဲခုမပါခဲ့ဘူးရှင်32ပုံဤအောက်ဆုံးအစင်ကအောက်ကြနောက်ကြအတနာခံသောအတန်မျိုးဖြစ်သည်ဟုစူစူထားထင်လေသည်အိုးဒုက္ခပါပဲကြာရတဲ့အထေအပြင်မှာရောက်ကြပါတယ်မဟုတ်လားကဲဒီကပဲအလုံးရှုပ်ခံသွားတောင်းရအောင်ပဲပေါ့အိုးကျမရောက်ကြမပါဘူး မရောက်သေးဘူးထင်တယ်။ဟိုဟိုခဏခဏစောင့်နိုင်မလားယင်။စိတ်ညစ်သည်ဆိုဒီမှာလွယ်လွယ်နဲ့ထွက်ပေါက်ရှာမရလေမျက်ရည်ကြကျင်စမြဲ။စွစုထားမျက်ရည်ဝဲလာသည်။အတန်နှင်းမှပင်ငိုတန်ပါရော့မီထင်သည်။အပြင်မှာကိုကိုရောက်ချင်မှရောက်လာအောင်မီ။မင်းမြင်ကတော့အေးပေါ်လိုက်လာရသူမို့ငါးချက်30အဲ့ထဲမှာအလွယ်တကူပါကောင်းမှပါမီဒီမှာပျော့ပျော့သူ့အတွက်စီးပွားငါးချက် ညီမအင်ကလူလာမှပြန်ပေးပေါ့နော်။ယော့ဆွဆုထားကိုတကြားမှလေးပြီ။ရှင်လျက်အိတ်နေတော့လက်ရဘက်မွေးကရင်မှအမျိုးသမီးကငါချက်တန်တရွက်ကမ်းပေးလာသည်။ခုမှဆွဆုထားသတိထားမိတော့သည်။စောစောကတော့ကိုယ်ဝေဒနာနဲ့ကိုမှုကောင်းစွာဂရုမပြုမီ။ဆွဆုထားမွေးကရင်ပေါ်အပြေးလွားတက်လာခြင်းမှာသူကတာဖွာပြီးစဆီယမမြန်ဝိုင်းဝိုင်းလေးပြုစုနေကြသည်ကိုသာသိလိုက်သည်။ ီစေးရုံမှာအိုကြီးဟုလူသိများသောတာဖမိရဲ့ဆောင်းတာဝန်ခံဆ ्याम မကြီးကိုယ်တိုင်ရက်ကြည့်နေသည်လို့သာသတိပြုမိသည်ရိုးရိုးမမွေးပဲခက်ခဲရင်ရင်မွေးယူနေရသလားမသိစွစုထားကျေစုတင်စကားဆိုဒီကိုမှမဆောင်ဖွက်ထားသောပစံအိတ်ကိုမှဇစ်စုံအောင်ဆွဲမပိစောစောကအတိုင်းခေါင်းရင်ဘက်ကိုလှမ်းပြချလိုက်ကမျက်နှာကို လက်ကင်ပေါ်နဲ့အုပ်ပြီးမိန်သွားလေသည်ကဲစွစုထားရေနည်းနည်းချုပ်ရမယ်စေးရုံကကျိုးနေချုပ်ရမလား ဆရာဝန်တီးကြားဝယ်ထားတယ်ကျုံနဲ့ချုပ်မလားကြိုက်တာပြောပါစေးယုံကကျိုးကတိတ်ဆိတ်မချရဘူးဒါ staff စေရနာနဲ့ပြောတာဝဲတဲ့ကျိုးကနိုင်လုံးအေးပြောပြီးအသားဖြစ်သွားတယ်ကျိုးဘုံငါးချက်ပေးရမယ်ခုမပေးလဲရတယ်ဝတ်ထည့်အောင်မပေးညနေအိမ်ကလူလာရင်တောင်းထားပေါ့ဟုတ်လားဒီတခါတော့ဆူဆူထားခေါင်းကိုယ်ရာသရောတော်ပါညှိလိုက်မိလေသည် လင်းကားနဲ့အတွင်ပြောင်းလဲနေသောပြည်သူစင်ယုံအတွေ့အကြုံတွေကိုတအံ့တော်ခန်းစားနေမိသည်။ဒါတထုံတော့ငါးချက်ဖို့ ချုပ်ရုံများရင်နှထုတ်သုံးလို့ချုပ်ရတယ်။စုစုထားကတထုတ်နဲ့ရတယ်။တထုတ်အကုန်ချုပ်မှာနော်ကြည့်။ကြည့်ဆိုတော့လေစင်စစ်မြင်နိုင်သည်မဟုတ်ချေ။မြင်သည်ဆိုအောင်တော့တထုတ်ကုန်မကုန်တိတဲ့သည်မဟုတ်ချေ။ဘာပဲဖြစ်ဖြစ်လက်ငင်အချိန်မှာအစဉ်ပြေဖို့သာအဓိက။ခြေရင်းမှာရဲ့၍ကျဉ်ကျဉ်လဲလဲတွတ်တွတ်လဲ့လဲ့ကြီးလုကင်ဆောင်ရွက်နေသောဆီယမလေးကိုမမြင့်တမြင်လမ်းကြည့်နေမိသည်။ထုံစေးကအန်ဒရင်များတယ်။အစိမ့်ချုံမှာနော်နည်းနည်းတော့နာမယ်။ ဟုတ်ကဲ့ဟုတ်ကဲ့ပါစွစုထားသည်ရရဲ့ကလေးဖြေးချရင်ဝေဒနာကို ကြိုလင့်နေ၏တစ်ချက်တစ်ချက်တွင်ဆက်ခနဲတွ့မိသည်မှတပါ မခံမရနိုင်အောင် နာကျင်ခြင်းမရှိတော့ထုံ၍နေပေပြီတာမွေခြင်းဝေဒနာမှာ ထုံစည်းထက်ပို၍ထုံစွမ်းသည်ဆ iam မလေးသည်ခြေရင်းမှရက်၍အတော်ကြကြပင် အလုရှုံနေသည်ညက်တန်ဒီကိုညက်ဆွဲတန်ဒီကိုဆွဲ ဖြုတ်တန်ဒီကိုဖြုတ်ချုပ်တန်ဒီကိုချုပ်၍ လက်ဆက်သက်တော်အခါစုစုထားအပေါ်အဝတ်ဖြူစားတစဖြင့်လွှမ်းလိုက်သည်အေးအေးစိစိအနားယူလိုက်အောင်ပေါ့နောက်တနားကြီးအနည်းဆုံးဒီပေါ်မှာနေရအောင်ပါပြောင်းအောင်အိတ်လိုက်နော်တကယ်တမ်းကျတော့ဘလို့ပြောအောင်စူးစားအိတ်ရမှမရနိုင်စွမ်းပါကြီးဒီမွေးကန်းထဲမှာမွေးလူနာတင်မြကလည်းဟောတယောက်ဟောတယောက်ဝင်လာမစဲတဲတဲတဲရှိသည်မွေးလူနာများဤညီးသွားတဲ့အော်ဟစ်တဲ့ဆ iam မများဤချော့မော့တဲ့ဂျင်းမောင်းတဲ့ခြေတံတက်တဲ့ ကလင်းကိုတန်တဲ့အဲ့မျက်စိမိထားသည့်တိုင်နားထဲမှာညွညွညံ့ညံ့ကြာနေရလေသည် မိကနေပြောမိကြံတော့ခြေရင်းနားမှာကက်၍ခေါ်လိုက်တော့အတန်ဆူဆူကြာဂရုံကင်းနဲ့မျက်လုံးဖွင့်ကြည့်မိသည်ဆူဆူထားယောက်ျားနာမည်ဦးကိုကိုညနေ3:00နာရီ7မိနစ်ကမိန်ကလေးမွေးတယ်နော်6ပေါင်နဲ့စလီအောင်စကြည့်ဟောဒီမှာရှင်ကလေးဟောတာရှင်ကလေးရဲ့ခြေဘွားရနှစ်ဖက်ဟုတ်ပြီလားကဲ ရှင့်ညာလက်မပေးလက်ဝေနေရမယ်ခံစားလိုက်လေမှုမပါတန်နေတန်မြင့်မရှိပဂရီတင်းရင်အိဆက်တော်အတန်ဖြင့်တောက်လျှောက်ရွတ်ချသွားတော့တောင်ဝန်ကျဆီယမလေးဤတရင်ပိုချက်များကို နားမအလင်းမီအားမနှဲလိုက်မရလေသည်၆ပေါင်နဲ့၁၄အောင်စားတဲ့တမိကထွားပေသားပဲရေမိုးတန့်စင်ထား၍ဖွေးဖွေးနှုတ်နေသောတမိငယ်မှာယုံမတန်တရားမရှိ နဖူးကျဲပုံ၊စံဤကြပုံ၊နှခမ်းပါလျာနီမြန်းပုံ၊ခြေစံလက်စံတော်ရပုံတို့မှာကုကုနဲ့ဆွဆုထားတို့နှူးရဲကစင့်ပွားလာတော့အမွေနှစ်များသည်။ဆီယမလီလာပြသည်ကလေးချစ်ပွားရာမမဲကလေးနှစ်ခု ရှင်နေထားသောမတ်တန်ဆာရွက်ကိုဆွဆုထားဝကြည်တန်းကြီးသာကြည်ပစ်သည်။မတန်စရာတွေထက်ဖွားချေရအမတ်သားတွေထက်ပုံမူတိကျခိုင်လုံသောအချက်လက်တွေစုစုထမ်းမှရှိနေသည်ပေ။တမိမတမိလို့ ဆုစုထား၏နှလုံးသဲပေါ်မှာအသွေးသားထဲမှာတိတိမမတ်ခံစားလိုက်ရသည်သမီးကိုကိုရဲ့ဒီတခါတော့သမီးကိုကိုရောက်လာလာချင်း စုစုသားကရှင်လန်းတက်ကြစွာအဘဒရသတင်းပေးမိသည်ကိုကိုကပခုံးတွင်လွင်လာသောတရေအိတ်ကိုဒီယူဒဆိုင်ဖြုတ်၍နေရာချရင်ကဘာဖြစ်လဲကွာတမိဆိုလဲချစ်ရတာပေါ့ဟင်ကိုကိုပြောပုံကလည်းတမျိုးကြီးပဲချစ်ရမှာပေါ့ဆိုတဲ့အတန်ကမချစ်မိသေးလို့စူးစားကြည့်အောင်မယ်ဆိုတာမျိုးကြီးဘာလဲကိုကိုကတမိမလို့ခြင်းလို့လားမဟာဖိုဝါရသမားပေါ့အတ္တသမားပေါ့ဟုတ်လားကိုကိုအလကားအလကားကိုကို ဟာကွာမဟုတ်ပါဘူးစုစုကလည်းစကားကြဖန်းကောက်ပြန်ပြီငါသမီးငါမချစ်ပဲနေမလားကွာသားတွေလည်းချစ်တာပဲသမီးလည်းချစ်မှာအဲအဲချစ်တာပဲမင်းကလည်းမြင်မှမမြင်ရသေးတဲ့ဥစ္စာကွာရင်ငွေနဲ့ပွေပြောနေရတဲ့တော့ဘယ်အားပါးရရှိနိုင်ပါဦးမလဲကွာစိတ်တိုလွယ်သူ ဒေါသပါလွယ်သူပြီပြီကိုကိုအတန်မှာတိတိတတကျေသွား၍အနိနာမှာဂရင်ချင်းကဲ့လူနာများကလက်၍ပင် ကြည်ကြသည်ကိုကိုကလည်းတိုးတိုးပြောပါ အရင်သားတွေမွေးတော့ကခုလိုမဟုတ်ပါဘူးကိုကိုခုံပေါက်ကမတက်ဖြစ်ခဲ့တာစွတ်စွတ်မြင်ပဲဟာအော်မိမရဲ့တာဦးတို့ကတော့လူတိုင်းယူခဲ့ကြတာကြီးပေါ့ကိုကိုကလေးတန်းကိုတိတိတတနှိမ့်ချ၍ပြောကတရေအိတ်ထဲမှာပစ္စည်းပစ္စည်းများကိုတစ်ခုစီထုတ်ချနေသည် ဟုတ်ပါဘူး။တားငယ်လေးတို့ကတောင်းကိုကိုသတိလလထောက်ပါသေးတယ်။ဒါတုံယောက်ရှင်တုံးမှာဟန်ကြလိုက်တာကွာတဲ့။ပြီးတော့တကယ်တော်တဲ့ငါမိမာတဲ့။ခုလိုအနာကလူနာတွေဝိုင်းရကြတာတောင်းကိုကိုရှက်ဖို့သတိမရခဲ့ဘူးမဟုတ်လား။ကိုကိုကဘီစကုတ်တထုပ်ကို နောက်ဆုံးဆွဲထုတ်လိုက်ပြီးဘီယိုကလေးပေါ်မှာ နေရာတကြတင်ကပျော်စိတ်လာလိမ့်မယ်ထင်တယ်မနဲ့ရေနံဝတ်ယူခဲ့ပြီးတိုင်တွေကိုရေနံကြီးထုတ်ထားပေးဦးမကဲစွစု တခုခုစားလိုက်အောင်လို့လည်းတပလင်းယူလာတယ်ကြက်ပောင်လည်းဝဲခဲ့တယ်စူစူအကြိုင်မျိုးစွန်းနည်းကလေးထည့်ခိုင်းထားတာကြက်ပောင်အရင်တောက်လိုက်နော် အားနည်းနည်းပြေလာဟင်ကိုကိုရဲ့ဘာလို့အများကြီးရှောက်ဝဲလာတာလဲဂနေညာဖို့စံပြိုးတစ်ခွက်လောက်တောက်ရင်ပြီးပါတယ်ကြက်ပောင်ကတန်ရက်လာကိုကိုရဲ့တစ်ခွက်ဘလောက်ပေးရလဲကိုကိုကဘာမှအရေးမကြီးတယ်လို့မျက်နှာထားဖြင့်စူစူသားကိုပခုံးနှစ်ဖက်မှာဖေးကင်ဆွဲထုပေးရင် ဘလောက်ပေးရပေးရကွာစွစုကလည်းလူမမာဖြစ်နေတဲ့အချိန်အားနည်းနေတဲ့အချိန်မှတောင်းအာကြီးဖြစ်တော့ဖြစ်တော့လှုပ်သေးတာပဲမမောဘူးလားစားလိုက်ပါအောင်မြင်မြင်ပူညံပူညံလှုပ်နိုင်လားမြမရင်တွေ့နိုင်လာအောင်ကိုကိုကပလတ်စတစ်အိတ်နှစ်ထပ်ဆွ၍ဖိတ်စင်ပေးချင်မှုမရှိအောင်တတိချာချာကြီးထည့်ယူလာတော့ဥတလုံးဒန်ချိုင်ကလေးကိုဖွင့်ကစုစုသားတက်တောင့်တက်တာစားတောင့်နိုင်အောင် ပြင်ဆင်ပေးလေသည်စုစုသားသည်ဘာမှဆက်မပြောတော့ဘဲကြက်ပောင်နွေနွေကိုငုံတောင်နေလိုက်၏ မြမြန်တောက်ပြီးကိုကိုအပြန်မှာဂျိုင်းငုံတပါးတည်းပြန်ပေးလိုက်ရမည်ကိုကိုရောက်နေချိန်မှာညနေထမင်းပို့ချိန်ဧလာချိန်ကိုလွန်ခဲ့ပြီလောလောလတ်လတ်မွေးခဲ့မှဒီ what number 35တဲ့ရောက်လာသူမိနစ်တဲ့အသက်ဆက်ဆက်မှုအထူးအခွင့်ရရနေခြင်းဖြစ်သည်တိုးတော့လိုဒီတဲ့ပုံ၍အခွင့်တူခံမိလျင်ညတာဝန်ကျဆရာမကပိုးဆိုးပက်ဆက်နှင်းလိုက်မှဒုက္ခဒီချိန်ဒီနေရာမျိုးမှာစုထားလို့မာနဆိုဒီကိုတတိပင်မရနိုင်တော့ပါကြီး အရေးတုံမှနားမလဲရင်တန့်ရှင်ရဲ့အလို့သမားကအစာအော်ခြင်းငောက်ခြင်းသည်ဆီယမရီကလည်းချိုးပြေးသားကြီးဆက်ဆံသူရှားပြီသည်မြင်းသမ ्या လူကိုနင်းလုံးကလုံးဖြင့်မိုးချိုးထစ်ချုံကြတော့လဲစွစုထားနားမယိုင်းတော့ပြီတမတ်ပေးထားတော့ဆက်ရုပ်အစ်ကလေးများလိုတွတ်တွတ်လက်လက်ကြက်ကြက်ချာချာတောင်းဝန်ကြီးစွာတခုပြီးတခုကိုနေဟန်ထားမပြက်ဇယ်ဆက်အောင်လှုပ်ပေသွားတဲ့ဒီနှင့်ပဲချီးကျူးရေမကုန်နိုင်ဂျေဇူးတရားကိုအောက်မေ့မစုံနိုင် ရှိတော်သည် ကောင်းသားပဲလားစုစုကျုံဟာကဟိုတုန်းကစံချိန်တိုင်းကောင်းလိမ့်မယ်ထင်တာပဲစုစုသာရင်ထဲမှာဖြက်ခနဲ့တုံခါသွားလေသည်ဟိုတုန်းကချစ်သူဘဝကိုကိုနှစ်အတူနနက်စာစားနေကြကျုံဟာဟုတ်တယ်။နေရအတူလက်နက်ကရှောက်၍စာအုပ်အဟောင်းဆိုင်များကိုမှွေနောက်ပြီးစာအုပ်တွေကိုစီတပိတပိုက်ကြီးပိုက်ကခကြီးတထောင်နားနေကြနေရကျုံဟာမှာကိုကိုကတရုတ်ထမင်းကျော်စားနေကြစုစုသားကကြက်ပေါင်းမျိုးစွန်ကို မင်းကြီးဝေစတဲ့မာနေကြကိုကိုပါစားမလဲစုစုပါမာမလဲနဲ့တယောက်ကိုတယောက်အရေးတူဦးစားပေးခဲ့ကြတော့လေအချစ်ကြိုက်တာမာလေးအတူတူစားကြမှာပေါ့ဟူ၍ရောင်ရောင်ပေါပေါဟန်ဆောင်တာမျိုးတော့မရှိခဲ့ကြဘူးပဲဒီတော့ကလေးကကိုကြက်ရာကိုလွတ်လွတ်လပ်လပ်ရွေးချယ်ခဲ့ကြကအကြိုက်ချင်းမတူတမူစီကွဲတီကိုနားလည်နိုင်ခဲ့ကြသည်အိုမာခရမ်လိုပြောရရင်စုလေးကြက်ပေါင်းတစ်ခွက်ချစ်သူတစ်မျက်နှာ စာအုပ်တပုံးတပင်းနဲ့နေရရင်တော်ပြီမချမ်းသာလည်းနေပေးစီထမင်းရောဖြစ်နိုင်ရင်မရချင်ဘူးကိုကိုစွစုကထမင်းကိုတိတ်မုံလားစွစုသားကငယ်ရွယ်သူပြပြထထက်တန်တန်ကြီးပြောခဲ့ဘူးလေဒီထိုစဉ်ကလေးကစနစ်စရာစီမံကိန်းဘာမဆိုတွက်ဆတတ်တော်ကိုကိုမြမပြီမနေတဲ့လူတယောက်ဖို့လူဝက်တဲ့အာဟာရတက်ကိုဆန်ကအများဆုံးရတာစွစုရဲ့ကိုကိုတို့လက်ထပ်ပြီးရင်ကိုကိုတို့မိသားစုစီမံကိန်းမှာ စံကိုကြိတ်စံတောင်စားတော့နိုင်မှုရည်ရထားတာထမင်းမကြိုက်ဘူးဆိုတော့တဘဘမကြနိုင်ပါဘူးဘဲ့နဲ့ကိုချစ်သူကဘိုးစိတ်ပေါက်နေရတယ်မသိအမေကြက်ပေါင်းမျိုးစုံကတယောက်စားပါနော်ရိုဒီရှားလူမဲတွေစားတဲ့အစာဖြစ်လေစုစုကတော့ကြက်ပေါင်းမျိုးစုံကြိတ်မှာပဲကိုကိုမကျွေးနိုင်ရင်တော့ထမင်းချံကအပြုံးမပြဲကတ်ရမှာကတပိုင်းချစ်သူဘွားကအမတ်မတင်ပြောခဲ့သောစကားများကိုကိုကိုအမတ်တရားရှိသည်ကိုသိရပြန်တော့စူးစူးထားရင်ထဲမှာ ဘယ်မှာမလုပ်ဘဲရှိနိုင်ပါမည်လဲစွစွကြိုက်တဲ့ကြက်ပောင်းကိုလက်ထပ်ပြီးလဲမကြာခဏလိုက်ကြွေမယ်လို့ရည်ရွယ်ခဲ့တာစိတ်ကူထဲမှာပဲပြက်သွားရတယ်ခုမှပဲစေးုံတက်မှာပဲကြွေးဖြစ်တယ်ဆိုပါတော့ကူကူနှစ်ယောက်သားအဘရရရည်မိကြလေသည်မနေ့ပြန်ကြရင်တော့ထမင်းစားရမယ်နှုတ်တိုင်မိခင်ကထမင်းမစားလို့မရဘူးဘယ်ရီဘယ်ရီတွေဘာရီဖြစ်ပြီးခြေထုတ်ဇွဲကုန်မယ် ဒီနေ့တော့ကြက်ပောင်းကအတင့်ရော်ဆုံးပဲစုစုကကောင်းကောင်းမထနိုင်သေးတော့အရေးတော့ပဲစားတင်တယ်နှုတ်လည်းတောင်းနော်ကိုအောင်တော့မနဲ့ကြရင်မကောင်းကိုကူကအများကြီးရှောက်လို့လာတာကိုနှုတ်တပလင်းကြီးတော့ဘလို့ကုန်းနိုင်မလဲပြီးတော့ဘီစကွတ်တွေပေါင်မုံနဲ့အိမ်ပြန်သွားပါကိုကိုရဲ့သားတွေကျွေးစမ်းပါစုစုအတွက်အကြိမ်မချဲ့ပါနဲ့ကိုကိုမျက်နာရိတ်ခနဲညူသွားသည်ကိုစုစုထားတီးလိုက်သည်နွားနှုတ်ဘီစကွတ်ပေါင်မုံဆိုသည်များသားတွေကိုမကျွေးဖြစ်သည်မှာကြာပြီး ငါပြောသည်မြေပဲထညက်ခဲလို့ဖြင့်တံပိုးနေသော အာဟာရစီမံကိန်းအရာမှန်မှန်ကြီးတက်လာခဲ့ရသည်ထားစမ်းပါကွာမဟုတ်တဲ့ကိစ္စကိုမင့်သားတွေလည်းမအီစည်းယုံတက်တာနဲ့ဧည့်သည်ကိစ္စနဲ့ရောနှောပြီးထုံးနေကြတာပါကွာဒီမှာအိမ်မို့ပေးပလာတာတွေဝဲလာတယ်စုစုအတွက်ဝင်းချင်းရင်ဒီကောင်တွေကြက်တက်တာသွားတရရလို့ဧည့်သည်တွေရောပေါ့ကွာစုစုသားရင်ထဲကရိတ်ခနေညူတီကိုတော့ကိုကိုတိပါလေစား ဒီနေ့တည့်ရက်ထဲတွင်မင်းအကုန်ကြများလွန်လာကြီးစုစုဒါကမွေကန်းတာဝန်ကြဆီယာမကိုပေးရမီ ချုပ်ယူဖို့ငါကျဲမိမိနှင့်ပြိုင်သူမွေကန်းနဲ့မှ ထုတ်၍အခန်းတော်မျက်ဆောင်တို့ကလေးမှနေရာရသောအမိမတိအမျိုးသမီးကို ပေးရမီ စီဖို့ငါကျဲစိုက်တို့ကိုတတိယကဘလို့မှစရွေမတောင်းရအောင်ဖြစ်နေ၏လုံးကြီးအညစ်များရှော့ဖုတ်ခါကလည်းတစ်ချက်တစ်ချက်နုံနဲ့သုံးချက်လုံးလို့စေပေးရအောင်မီစီယုံတက်တိုင်းလုံးကြီးအညစ်ကတစ်နေ့သုံးတယ်တော့အနေကလေးရှော့ရမည် တားငယ်လေးမွေးတို့ကလုံကြီးလျှော်ကတထည်ပြား90ရသည်သည်မိငါနှင့်အတွင်တထည်တစ်ချက်လုံးဖြင့်တပြန်ကြီးတက်လာသည်စုစုထားသည်တခဏအတွင်ခေါင်းထဲကထိုးကြိုက်လာ၏ဟင်တော်ပြီလားမကောင်းဘူးလားကောင်းပါရဲ့ကိုကိုရဲ့ဘွားလိုပါစုစုလဲနေခြင်းလို့စုစုထားကဒထောင်ဖြင့်အာပြုကမမိပါသာလဲချလိုက်သည်စောစောကဝမ်းနဲ့ဟာလုံးတစ်ဖြင့်ကိုကိုနှင့်စကားပြောရင်းအရေးကြီးတစုံမီတစုံခတ်တောက်ခဲ့ရာ ဝမ်းနဲ့မှတော်တော်ပြင့်နေ၏။ကြက်သားဘက်များကိုမစားခြင်းနော်။မိမိစိတ်ုံတက်နေကဲ့သားတွေဘလူနေ၍ဘလူစားကြမည်ဧည့်သည်တွေနှင့်ကူကူဘယ်ပုံစကန်းသွားကြမည်ကိုမှန်းဆကားရင်ထဲမှလေးလံရှုပ်ထွေးလာသည်။ခြွေတာ၍လည်းမရပေါ်ပေါ်တုံးမာကလည်းဒဏ်ခံနိုင်ပွဲမရှိပြီ။ဧည့်သည်အင်အားကအိမ်သားထက်များနေသည်။မမောင်အလူကတော့ခနေ့ပြီးခဲ့ပြီမမောင်အလူလာသည့်ဧည့်သည်များကအိမ်မာမီမြကြကြတောင်းတင်အောင်မည်မသည် ခက်မှန်ရဲ့မတိုင်မီမိမိကမျက်နှာမြင်ရပြန်တော့ကိုကုကမြတယောက်တည်းလုံးလည်ချားလေရန်အောင်ဒုက္ခများလိုက်မိဖြစ်ခြင်းလေကိုကုမှာပတ်စံမလောက်ကြံသေးသည်မသိ၍ငွေ30ကျွေးတောင်းဆက်ဖို့ကိစ္စကိုစွတ်စွတ်ထားမပြောသေးဟုရရွှေလိုက်မိသည်ထိုမျိုးသမီးကတော့ရုတ်ချီလာတောင်းအုံမီမဟုတ်မွေကန်စတာဖ်ကသာညကြရင်ဝတ်ထဲဝင်လာက နမေစင်းနဲ့အော်ဟစ်တောင်းနေကြဟုဆိုသည်တောင်းကမှတောင်း staff ကိုကောင်းအောင်ပဲကြည့်ပြောတော်မူ။ညာကြီးမင်းကြီးကိုကိုစီကဆွဲထားလိုက်ရင်းမနေ့ပြန်အတွက်ကိုကိုစီမှန်ကင်းပြင်ပြီးဆိုရသည်။ကဲကိုကိုပြန်မယ်။မနေ့စောစောလာခဲ့မယ်။ဘာမှအုံးလက်စု။ကိုကိုကအိမ်ပြန်ယူမိအင်ဂျီဟောင်းများနဲ့ဂျိုင်းခွက်များကိုပလတ်စတစ်အိမ်များတွင်စနစ်တကျထည့်ရင်းမေးလေသည်။ရီးချက်အေးဒဗလင်မဲထည့်ခဲ့ပါကိုကို။စုစုအားလုံးတပါးတည်းယူခဲ့ပြီးသားပါ။အော်ကိုကိုမတော်ရင်စုစုကိုချင်တော်ထောင်းခဲ့ပေးပါဦး။ အဲ့ဒီချင်းထဲမှာကြိုးထုံးလွင်လဲပါတယ်ချင်းတော်ထောင်ပေးနေတော့ကိုကိုကိုတစိမ့်စိမ့်ကြည့်ရင်စွစုထားရင်ထဲမှာတစုံတစ်ခုကိုပြောတဲ့မပြောတဲ့ချိန်ဆနေသည် ချိန်ဆနေသည်ဆိုတော့လေထုံးစံအတိုင်းရင်ထဲမှာထင်ချင်မှုထက်ပွင့်ထက်ဖို့ကများလေသည်ကြာလေလေပြောချင်စေကရင်ထဲမှာရုံးကန်ကြွလာလေလေမနှက်စော်စော်တော့မလာပါနဲ့တော့ကိုကိုရဲ့စားဖို့တော့ဖို့လေအတင်းရှိနေတာပဲဟာကိုလာခဲ့မယ်ပြောထားရင်စွစုကမျောမိအောင်ပဲအဲ့တော့ထုံးစံအတိုင်း ိုဘွားမလာဖြစ်ပဲနေဦးမယ်၁၇နိုင်ထမင်းပို့ခြင်းကြမှာအပြေလောဝင်လာဦးမယ်ယောက်ျားတို့တဘာဝအတိုင်းဟုတ်တာပြောသည့်တိုင်းအတိလင်းဝမခံခြင်းအင်ဒရီဆဲထားတော့အပြုံးတော့ဝက်ဖြင့်ခွေးမမနက်က၃ဘင်းဆောင်ရတာဘလောက်ခက်တယ်မလဲလေးဘင်းရောဘဘိုးအောင်ရောဒစီမအခွန်မလာဘူးရမယ်ရတော့မိကိုတလူလူထွက်နေတယ်ဖုတ်ချက်ဖုတ်ချက်၃ဘင်းမျိုးလမ်းမှာပြက်ပြုတ်နေဘလို့လုံးမလဲဂျိုဂျိုးနှစ်ရက်ပဲလဲမခေါ်ဝတ်ဘူးကွာစက်ကမကောင်းစတီယာရင်ကချောင်းနဲ့ တိုက်ခိုက်တိမ်မောက်ကုန်တော့မခက်လားကားငားတယ်ဆိုပေမဲ့ကြည့်ရသေးတယ်တက္ကစီငားတာကိုဒီလောက်စုံငန်းစစ်စီကော်မရှင်ဖွင့်နေမှာတော့ဖြင့်ကိုကိုရဲ့ပြောခဲ့ပါလားမိမကြီးအဲ့ဒီတိုက်ရှိလမ်းမမှာပဲမွေးနေလို့ကလေးချက်ကျိုးဖြစ်ပြီးမှာပဲစိတ်ယုံသွားကြမယ်လို့ဆရာဦးကိုကိုစွစုထားစကားဆုံးအောင်မပြောပြတော့ကြည်စီဘိုးငားချက်စိုက်ပေးထားတော့အမျိုးသမီးကဂရင်ချင်းမှရဲ့ရွေကိုကိုကိုလာနှုတ်ဆက်နေသည်ဟောမဆန်ဆန်နဲ့ ကိန်းကြီးမောင်နဲ့အလွမ်းတယ်လို့မပြီးနိုင်ပဲကိုမနာလိုစိတ်ပေါက်လာနဲ့လာအနောက်ချက်ပေးတာဆရာတရင်တနီပြောလာတော့လေတန်ဟန်ပန်ကြောင့်စုစုသာအံ့အားတင်နေသည်ဒါကျွန်တော်ဇနီးလေစုစုသာတဲ့စုစုဒါမင်းတွေ့ကျင်နေတဲ့တာယာဝတီဆက်ဆက်နွယ်အော်ပလက်အနေထားမှာအယူပြုံးပြလိုက်မိသည်ကိုကိုနဲ့ခစ်ပြန်ရေးပေါ်ရေးဘက် စာပေဟောပြောပွဲများတွင်လဲကိုကိုနဲ့ဟောပေါ်ဟောဘက် ဆရာအမျိုးသမီးမမသိလို့သာစူးစူထားနေကြမမွေးခမ်းတဲ့ကအတူတူထွက်လာတာပါဆရာဟုတ်လားဟောဗျာဒါဖြင့်ခမပြစမမြောက်ကားရတနာလေးဤတန်တဝက်နဲ့တွတ်တွတ်လက်လက်ဖြေးလေးသည်ပော့ပါရှင်ပြနေတော့သူ့မျက်နှာတဘာပီစာမိရတဲ့တယောက်ဤနွမ်းရည်ပန်းရည်မျိုးစိုးစင်းမှမထင်တော့အတွင်အလျာမမြင်ဘူးခင်ကတော့ဆန်းဆန်းနွဲ့ဆိုသည့်နာမည်အရာလူနယ်နွဲ့နောင်တွဲ့ဖျောင်းဖြစ်မိထင်ခဲ့သည် ခုတော့အတွင်းနဲ့အမြင်အထင်နဲ့ရှိတကယ်ဝိရောဒီပါတကားမမမြင်ရတာအားရလိုက်တာစူးစူးဖြင့်ကရုံရင်ကြီးနဲ့မောရုံမဲမမရဲ့တရင်မှလည်းအဲ့လိုမပြောသေးဘူးကလေးကျမ်းမာတဲ့အင်္ဂါစုံနယ်လို့သိပြီးကြတဲ့ကကျမတော့စိတ်နှလုံးဒုံဒုံကြပြီးအိပ်ပြလိုက်တာပဲစူးစူးထားကမွေးခမ်းနဲ့မှမအိပ်တတ်ဘူးထင်တယ်အိပ်မပြောဘူးမမရဲ့ဇီယဝန်ကလာလိုက်ဇီယမတွေကလာလိုက်ဟိုတန့်ရှိကောင်မလေးတွေကလာလိုက်နဲ့ တယောက်တမျိုးမိခုံတွေကလာမင်းနေကြတာတစ်ချိန်လုံးသူကရှားရောင်ဆွဲတာခါပပွားကိုရင်ဘက်ကျဲသည်များဆွဲတက်နေရင်သူတို့မေးသည်များအေးဆိုင်ဖြစ်နေလို့ဘယ်အိတ်ရတော့မလဲစုစုထားရဲ့မတန်စရာတွေတော့မရှိပြီသားပဲဟာသူတို့ဘာသာပြန်ရှာကြည့်ပါစေပေါ့ကျမတို့မျက်နှာကိုလက်ကင်ပွားအုပ်ပြီးကိုအိတ်နေတာပဲကြားလည်းမဖြေပါဘူးကိုကိုကသဘောကျထောက်ခံတော့လေတန်အာဘတရဖြင့်အဲ့ဒီပေတလူစိတ်မျိုးတဝက်လောက်တောင်းယူထားပါလားမရွှေစုဟင် ကျုံလုံးကျုံခိုက်လေလောကကိုလက်လက်ရော်ရော်ကြီးနေလို့မဖြစ်သေးဘူးလေဆရာတခါတခါလဲအဲ့လိုဇုတ်တူကိုထင်ရဇုတ်လောက်တာကကို့အတွက်အတိတ်ပဲရှိသေးတယ်ကဲစွစုထားလဲအေးဦးကျမလဲအာလူးများသွားလို့မောလာပြီသွားမယ်ဆရာလူနာဆောင်မိများလင်းလာလေသည်ကိုကိုကဖိတ်လက်တော်မျက်လုံးများဖြင့်စွစုထားကိုငုံကြည့်ကဇောင်ကိုတီးယူတရာဆွဲချုံပေးရင်မိုးချုပ်ပြီကိုကိုပြန်မယ်နော် ဒီခါတော့ဆေးရုံမှာဆွတ်ဆွပြင်းမှာမဟုတ်တော့ဘူးအဖေါ်ရပြီဆွတ်ဆွထားကနှိမ့်ချကြိုက်ကြီးပြုံးလိုက်မိလေသည် ပစံ၅ချက်ကြောင်းလုခနေပြောလိုက်မိမလို့ဖြစ်ပြီးမှတတိတရပြန်၍နှုတ်ပိတ်နေလိုက်သည်နောက်မှ နောက်နေများမှာ ေ့ကျုံအောင်မှာပေါ့စွစုထားရဲ့စိတ်ထဲမှာမထားပါနဲ့အလကားဘာမှလည်းမဖြစ်တော့ပဲနဲ့ပူလောင်တင်းကျက်တော့မျက်နာကစင်ကလေးကအပြုံးလို့ဖြင့်စွစုတာအကြောင်းသားရက်နေမိသည် ကားထွက်သွားသည့်တိုင်စကားတစ်ခုမျှအပေါက်လန်တဲ့အောင်မဆူမီရှက်စိတ်အာနာစိတ်တို့ယင်းနှင်းမှာလွန်ကဲကမနေတဲ့မထိုင်တဲ့အောင်အခြေပြက်နေတော်သည်အမှန်တော့ဘသူကိုအပြစ်တင်ရမည်မသိဖြစ်ချင်တိုင်းဖြစ်နေ၍ပြောင်းလဲချင်တိုင်းပြောင်းလဲနေတော်ခစ်ကြီးမှာ စွစုထားတော့ဘာကိုမှလည်းတင်ကြုံမတွက်စားတတ်တော့ပြီ။ဇေယုံမှာအီမြမင်းမြန်ကြီးဆင်းခွင့်ပြုလိမ့်မည်ဟုလည်းလုံးဝမခန့်မှန်းခဲ့မီ။မနေ့ကဇေယုံတဲ့မိဖွားကဂနေမနဲ့ဆရာဝန်ကြီးလက်လေစစ်စစ်ပြီးဆင်းခွင့်ပြုလိုက်ပြီးဆိုတော့စွစုထားကိုနာကိုတော်တော်နဲ့မယုံ။လူနာမက်တန်ဆာရွယ်မှာလက်မှတ်သွားထိုးသူကိုအထင်ရှားမြင်ရပါလေ။ကို့မျက်စီကို တော်တော်နဲ့မယုံ။ရခင်တွေ့ကြုံများရမိဖွားလူနာမန်လင်ဇေယုံမှာအနည်းဆုံး၃ရက်တော့နေရသည်ကြီး။ ချို့ယိုရှိသူမှန်လျင်လေးရမ်းမြောက်၍ချို့ယိုဖြစ်ပြီးမှစင်းကွင်းရယိုထုံဆန်းရှိခဲ့သည်ကြီးခုတော့အချင်းနေတိတ်မဆိုးလျင်အားလုံးလိုလိုစိတ်ယုံမှ ပြန်လွတ်နေပေပြီကလေးအသားဝါသူများမိရဲ့ဖျားခေါ်အဖျားသွေးရှိသူများချို့ယိုမကောင်း၍ဒုတိယအကြိမ်အနာတက်လောက်ကပြန်ချုပ်ရမည်သူများမှတပါအတော်များများကိုတရက်နေစင်းကွင်းပြုနေသည်နေရာတိုင်းရင်အခက်ခဲကြောင်းမီလားသောရှာကုတမှုတွေကုန်ကြစည်ခွင့်ပြုံငွေကိုငရရသည်မို့လားမသိ နှစ်ခုစလုံးပင်အကျုံးဝင်မိထင်သည်မနက်ပိုင်းစင်းကွင်းရသူမို့၁၂နာရီမထိုးမီလူနာကရင်မှဖဲဆင်းပေးဖို့တင့်နေ၏တခြားသူများအသိပညာကြီးမှဆုစုထားချိမကိုင်းမီလက်မကိုင်းမီဖြစ်နေလေသည်ချို့ရုပ်ဘုံမပေးရသေးတဲ့သူတွေဈေးရုံကမစင်ခင်ပေးသွားကြနော်ဒီကနာမည်ခေါ်ယူလာကြဆုစုထားယောက်ျားနာမည်ဦးကိုကိုငါးချက်ယူလာပါခင်သိန်းကြီးယောက်ျားနာမည်ဦးလွင်ဦးငါးချက် စံထားနိုင်ယောက်ျားနာမည်ဒုက္ခပါပဲဒုက္ခပါပဲမွေးကန်းဆရာမကသွေးဆက်ပေးကြသောဝိယုံဖြူကြီးဖားလျားနှင့်အခန်းဝမရဲ့၍နမည်ကောင်းနှင့်အော်တောင်းလာကြပြီမျက်နာပူပူရှက်အန်းအန်းနှင့်ပင် net မင်းပို့ခြင်း7နှစ်ကြာမှအိမ်ကလူရောက်လာမှတောင်းပေးပါမိအကြောင်းအထစ်ထစ်ငုံငော့တောင်းပန်ပြောရသည်ပြီးတော့လူနာဆောင်ထဲမှာဘသူမျက်နာကိုမှမချိဝွန်တော့ပဲပစ္စည်းတွေသာမဲ၍တင်းစီနေမိတော့သည် ဒီချိန်နေတိုင်းနာဆုနေတော်ပေသေး၏တည့်ရုပ်ပြည့်စင်ပြဲမဖြစ်လားနနက်ထမင်းပူချင်းမှာကိုကိုရောက်လာရင်ပေးစရာရှိတာပေး၍ဆင်းသွားဖို့ပင်သို့တော့ခင်းမတခဲနေကြမှာထမင်းပူချင်းလွန်းသည့်အထိကိုကိုရောက်မလားထုံးစံအတိုင်းနောက်ကြပြန်ပြီထုံးစံအတိုင်းလာခဏယူလာရမည်ပစ္စည်းစုံမစုံအထက်ထက်စစ်စေရသည်နှင့်အိမ်တွင်ကြိမ်မိသားများနေမှုထိုင်မှုအကျဉ်းချင်းမာတန်းချွေရနှင့်တော်တော်နှင့်မထွက်ဖြစ်ပေရှိရောမည် ီးတော့ဧည့်သည်များကလည်းတောင်းဝန်တပဲ့စွတ်စွတ်ထားသည် ကိုကိုကိုစိတ်လဲတူချင်းဤတည်တည်ချာချာစဉ်းစားပြန်တော့အကြောင်းကြောင်းမညီညွတ်ဖွယ်ရာတွေရှိသည်ကိုစာနာမိပြန်သည်အထုတ်ပြင်၍တမိငယ်ကိုပိုက်ရင်စိတ်ရှုံမောလျစွာထိုင်နေ gai အခန်းတောင်မှညူညူညံ့ညံ့အတံပလဲများတစဆကြဲလာသည်ကိုသတိထားမိနေ၏ကိုကမျက်နှာချင်းမဆိုင်လို၍တမင်ခေါင်းငုံနေပါမှသူကရှိတက်တက်မှလာရက်သည်ဟင် ဆရာမရောက်သေးဘူးလားညီမစွတ်စွတ်သာမနေတာတော့မျက်နှာမော်၍ခေါင်းကပြလိုက်ရသည်ဆန်းဆန်းနွယ်သည်ကလေးငယ်ကိုတကလက်ဆောင်ဖြင့်ထွေးရခရင်ဝင်ပိုက်လျက်စိတ်ယုံမှဆင်းရဲအသင့်ဖြစ်နေ၏တော်တော်နောက်ကျလာကြည့်လားဘာများဖြစ်လို့ပါလဲဒီလိုဆိုစွတ်စွတ်သာအခုဒီမနေ့ကမစားရသေးဘူးပေါ့စာရာကတော့မစားပါဘူးမမရဲ့နို့နဲ့ဘီစကွတ်တွေစားထားပါတယ်တင်စီပီထိုင်းဆောင်နေရတာ ကြားတော့ခါးတွေအောင့်လာတာကစိုးတာပြီးတော့ဟိုဟိုလေးဟိုပတ်စံငါးချက်ဟာဒါကထားစမ်းပါခုစွတ်စွတ်ထားပြင်ချင်းမိလားစောင့်နေမလားပြင်ချင်းရင်တော့ကျမတို့နဲ့လိုက်ခဲ့လေကျမတို့လည်းရင်ခင်းပဲပြန်มาပဲဟာစွတ်စွတ်ထားဝင်ပို့ခဲ့မယ်လာလိုက်ခဲ့ပြောပြောစွစွသူ့အိမ်မှာလာကြိုသည့်အဖော်မင်းကလေးကိုတစက်တည်းလှဲ့ကဘာပြောလိုက်သည်မသိမင်းကလေးကသူ့ပကုံးချိတ်အိတ်ထဲမှာ ငါချက်တန်တရွေထုတ်ယူလိုက်ကစွတ်စွတ်ထားကိုကမ်းပေးနေလေသည်။ဟူဆံမကိုပေးခဲ့ညီမလာစောစောအိမ်ပြန်ရောက်ရင်စောစောနားရတယ်။ဆရာနဲ့လွယ်လေဆင်းသွားပြီဆိုတာသိရင်အိမ်ပြန်လိုက်လာမှာပေါ့။အစားစားအရာရာဥဆောင်စီစဉ်ပေးနေပြန်တော့စွတ်စွတ်ထားမငင်းတာ။အာနာလိုက်ဒီမှာလဲသူပြောသမျှခွန်းတုံမပြန်ပဲနာခံမိသည်အထီးပဲ။ပြီးတော့အတိအကျအသေးချာလုံမှုကြောင့်အရာရာတွေနောက်ကျတတ်တော့ကုကုကိုလည်းစိတ်ကောက်ခြင်းသည်။ပြန်ပြီး လွဲကျင်လွဲပါစေတော့တို့ဖြင့်တယံဆန်ကို အားကိုး၍စွတ်စွတ်ထားအိမ်ပြန်ရောက်ခဲ့ရသည်ရှက်အားငယ်ခြင်းကဆင်းရဲသည့်အသင်းနှလုံးကိုလေးလံစွာဖိစီးလိုက်တင်းထားသမျှကိုပြစ်ပုံလျှော့လိုက်သောအခါပန်းတစ်ပြင်မှမျက်ရည်စားတို့တင်း၍မနိုင်စွမ်းသောနာစင်နေကြသမျှရှင် ခုဖတ်ပြလိုက်တာကတော့ဆ ्याम ကြီးဆဆန်းနဲ့တာယာဝတီရဲ့ကိုကိုကံရစာစာအုပ်ကိုအပိုင်းလေးအနေနဲ့ဖြစ်ပါရဲ့ရှင်။နောက်နေ့မှာအပိုင်းငါးကိုဆက်လက်ဖတ်ပြသွားမှာမို့ဆောင်မြန်နာဆရာပြပါဦးနော်။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးပဲဖတ်ဆိုပြီးစိုးအပေါင်းမှာကျေးဇူးကြပါစေရှင်။